ီနေ့ကတော့ဒီလောကလုံးရဲ့လူသားအားလုံးရဲ့အပြစ်အတွက်ကယ်တင်ဖို့ရန်ဘုရားခင်ဆင်စစ်ကနေလူအသွေးအသားလူရဲ့ကိုယ်ခန္ဓာကိုဆောင်ယူပြီးလူကဲ့သို့မွေးဖွားလာပြီးတော့လဝါကရိုင်ပေါ်မှာအသေးခံပြီးတောက်ကြနေမှာအသေးခံတယ်တင်းနှုတ်ကနေနေမှာရှင်ပြန်ထမြောက်လာတဲ့ကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ရာနေဖြစ်ပါတယ်သခင်ယေရှုကြွလာခြင်းကကျွန်တော်တို့လူသားအားလုံးကိုကယ်တင်ဖို့ဖြစ်လို့လဝါကရိုင်ပေါ်မှာအသေးခံခြင်းကလည်းကျွန်တော်တို့လူသားအားလုံးအတွက်ဖြစ်တယ်ရှင်ပြန်ထမြောက်ခြင်းကလည်းကျွန်တော်တို့လူသားအားလုံးအတွက်ဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ယနေ့လူတွေဟာအူချင်းနာချင်းတည်ချင်းကတယောက်တော့သူအာရန်ကြောင့်မလို့ဒီအရာတွေအာရန်လောက်တဲ့အဖြစ်ကြောင့်ဒီအရာတွေလောကကြီးထဲမှာယဉ်ဆိုင်နေရတာအဖြစ်ကအာရန်လောက်တဲ့အဖြစ်ကြောင့်ဖြစ်တယ်။အာရန်လောက်တဲ့အဖြစ်ကြောင့်ကျွန်တော်လူသားအလုံးပြည့်ရှိပြီးတော့အပြစ်ကပွားများလာတယ်အပြစ်ကများတဲ့ထက်များလာတယ်။သို့တော်လည်းသခင်ယေရှုခရစ်တော်ဘုရားသခင်ကကျွန်တော်တို့အပြစ်လွတ်ဖို့ရန်အတွက်အာရန်ကြောင့်အပြစ်ရှိနေတဲ့ဘဝတက်တာကနေသခင်ယေရှုကြောင့်ကျွန်တော်တို့ကအပြစ်ကနေလွတ်မြောက်ပြီးတော့ အိုခြင်းနာခြင်းတေခြင်းကနေလွတ်မြောက်ပြီးတော့ရှင်ပြန်ထမြောက်ဖို့ရန်သခင်ယေရှုကရှင်ပြန်ထမြောက်ခဲ့တာဖြစ်တယ်။ဒါကြောင့်ကမ္ဘာပေါ်မှာနှစ်တနည်းအဟောပဲနှစ်တနည်းရောက်လာလိမ့်မယ်။အဲ့ဒါကတော့တင်းကြိုင်းတွင်းမှာရှိတဲ့သူတွေသခင်ယေရှုခရစ်တော်ကိုယုံကြည်တဲ့လူတွေရှင်ပြန်ထမြောက်မဲ့နေ့ဆိုတာရှိပါလား။သခင်ယေရှုကတော့အဦးသေးပေါ့ဗျာ။ကနဦးအနေနဲ့သူကရှင်ပြန်ထမြောက်သွားတာ။သူနေ့တူခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူညစိတ်တမိတ်ဟိရတပြတ်တွင်းမှာဖြစ်မဲ့နေ့ရှိတယ်။အဲ့ဒီနေ့ကတနေ့တစ်နေ့နေလာပြီဖြစ်တယ်။